ဘန်ကောက်မြို့မှာအိမ်ငှားမယ်ဆိုလို့ရှိရင်အခုပြောပြရတဲ့အချက်တွေကိုသတိထားဖို့လိုပါလိမ့်မယ်။အခုဒီဗီဒီယိုမှာပြောပြပေးမယ်အိမ်ငှားရင်သိထားတဲ့အချက်တွေဆိုတာကတော့အာပုံမှန်ရေပုံရအားဖြင့်သိတဲ့အချက်လက်တွေကိုမဟုတ်ပဲကျွန်တော်အနေနဲ့အဲဒီလိုလိုဖြစ်သွားတာထဲသွင်းမစမ်းသပ်မိတဲ့အချက်မျိုးလေးဖြစ်သွားမှာဆိုလို့ပြောပြမယ့်ဗီဒီယိုလေးဖြစ်တယ်။အဲပုံမှန်အင်ငှားရင်စဉ်းစားတဲ့အချက်တွေ၊ဒီအချက်ကလေးတွေကိုပါထဲသွင်းစဉ်းစားဖို့ဆိုပြီးရှင်းပြပေးထားတာဖြစ်ပါတယ်။ ဘန်တော့မှာအင်းငားရယ်ဆိုလို့ရှိရင်ရွေးချယ်စရာကအကြမ်းမြင့်အဖြစ်ဆိုရင်၃မျိုးလောက်ရှိတယ်เนาะအဲ့ဒီ၃မျိုးကဘာရင်းလဲဆိုလို့ရှိရင်ပထမ၃မျိုးကကြတော့ ဒီတောင်းဟောင်းကိုခေါ်ကြရတယ်ပေါ့နော်ဒီမှာတောင်းဟောင်းလို့ခေါ်ကြရတယ်လုံချင်းလို့အိမ်လုံချင်းအိမ်လေးပေါ့ထားတဲ့အိမ်လေးရှိရဲဒါကတော့အိမ်တစ်လုံးလုံးတိုက်တစ်ခုလုံးကိုပိုင်ထားလိုက်တာပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်နောက်တစ်မျိုးကကြတော့ apartment လို့ခေါ်တယ်ဒီနေရာဟင် service apartment လို့လည်းခေါ်ကြတိုက်ခန်းနေပေါ့နော်အတိုက်ခန်းလိုမျိုးလေးထားတာရှိရဲအဲ့ဒါကလည်းတယောက်တည်းပိုင်တဲ့တိုက်ခန်းတွေကိုပုံဖြတ်ပြန်ထားတာမျိုးရှိတယ်လို့များသောအားဖြင့်တော့ဒီ service apartment เนาะအဲ့လိုအိမ်ရာလိုပုံစံမျိုးတွေကိုအားထားတာမျိုးလေးရှိရဲနောက်ဆုံးတစ်ခုကတော့ condo ထားတာပေါ့နော်အဲ့တော့ ဟိုအများစုကတော့အခုနကပြောရဲအပါတမန့်မှာနေရတဲ့သူတွေရှိရဲပြီးတော့ကွန်ဒိုမှာနေရတဲ့သူတွေရှိရဲပေါ့နော် တောင်ဟောင်းစ်ကကျတော့ကိုယ်ကနည်းနည်းလေးလူများတယ်ပြီးတော့တခြားလုပ်ငန်းတွေပါနေလို့ဖို့ရှိရဲအဲအဲ့လိုမျိုးမိသားစုကနည်းနည်းများတဲ့သူတွေပေါ့နော်အဲ့လိုလူမျိုးတွေကတော့တောင်ဟောင်းစ်ကိုပို့ပြီးတော့ငှားကြရဲအဲ့တော့ဒီမှာအင်ငှားပြီဆိုလို့ရှိရင်ပထမအဆုံးစပြီးတော့စဉ်းစားသင့်တဲ့အချက်ကတော့နေရပေါ့နော်အဲ့တော့ခံကောက်မှာက transportation နဲ့လည်းအဆင်ပြေနေရပဲသွားလာလွယ်တာပဲ PDS တွေရှိရဲ ဘတ်စကားတွေရှိတယ်အတိုက်ရှိရင်နှားလို့ရရယ်ကိုဒီ grab တွေနှားလို့ရရယ်ပေါ့နော်ဒါဆိုလွှဲတာပဲလို့ထင်ရတယ်ပေါ့နော်အဲ့တော့ကိုကနေ့နေ့စဉ်တိုင်းပေါ့ပြင်ထွက်ရတဲ့သူမျိုးအလုံးရှိရတဲ့သူမျိုးရုံးကိုသွားရမယ့်သူမျိုးဆိုလို့ရှင်တော့ဘန်ကောက်ရဲ့ဒီ traffic ကသင်တော့အဆင်ပြေဘူးပေါ့နော်အမမအမျိုးထဲမှာကာယံပိတ်ပါတယ်အဲ့တော့ဟိုတနေရာတနေရာသွားရတဲ့ကာလန်တီးကြီးကအရင်ကြတယ်အဲ့တော့ကိုကကိုရဲ့အလုံးနဲ့ဝေးတဲ့နေရာမျိုးမှာနေဖို့အတွက်ကအဆင်မပြေ ပေါ့เนาะတကယ်လို့ကိုကကားမသုံးဘူး BDS တွေပါတယ်သုံးခဲ့သူမျိုးဆိုလို့ရှိရင်လည်းပဲအာအများစုသောအဲကွန်ဒိုတွေခုနပြင်ဒီ Dorton House လို့မျိုးရီဆိုလို့ရှိရင်ဒါ BDS နဲ့တိတ်ပြီးတော့မနည်းဘူးပေါ့เนาะအဲအဲ့တော့အဲ့ဒီခါလေးထည့်ပြီးတော့စဉ်းစားဖို့လိုတယ်အဲ့တော့ပထမဆုံးစဉ်းစားရမှာနေရာပေါ့ကိုနေမဲ့နေရာကြီး ကိုအလုံးနဲ့နီးလာဆိုတာကိုမငှားခင်မှာအသေးစားကြည့်ဖို့လိုတယ်။တကယ်လို့ကိုကအများပြည်သူတုံးတဲ့ဒီသွားလာရေးတွေကိုအသုံးပြုရမယ် transportation တွေ public transportation တွေတုံးရမယ်ဆိုလို့ရှိရင်ကိုနေမယ့်နေရာကအဲ့ public transportation တွေနဲ့နီးသလားဝေးသလားသွားရွယ်ကူသလားဆိုတဲ့အချက်ကိုကြည့်ဖို့လိုပါတယ်။ဒါကအိမ်မငှားခင်မှာအာ Google Map မှာလည်းထောက်ကြည့်တဲ့နဲ့ပြီးရခါကြလို့ရှိရင်အဲ့ရဲ့ review တွေပေါ့နော်ကိုနေမယ့်နေရာရဲ့ အာတိုက်ခမ်းပဲဖြစ်ဖြစ်ကွန်ဒိုပဲဖြစ်ဖြစ်အဲ့လိုမျိုးနေရာရဲ့ review တွေကိုကြည့်ပြီးတော့မာဒီနေရာဒီဘယ်လိုမျိုးရှိလဲဆိုတဲ့အကြောင်းကိုလေ့လာတတ်ပါတယ်နမနဲ့စဉ်းစားမှာကျတော့ဘာလဲဆိုတော့ဒီရေပုံးမီးဖို့ပေါ့เนาะဒါတော့တစ်ချက်စဉ်းစားရမှာပေါ့เนาะအားပြန်ဆိုလို့ရှိရင်ကွန်ဒိုတွေရဆိုလို့ရှိရင်ဒီမှာကတော့အစိုးရ တောင်းခံနေစရိတ်လို့သူတို့ပြောကြတယ်ပေါ့ government rate ဆိုပြီးတော့ပွဲစားတွေဘက်ကလည်းတင်းနေရှိရဲ့ ancient ဘက်ကလည်းအဲ့လိုမျိုးပြောလို့ရှိရောပေါ့နော်ဆိုတော့အစိုးရစရိတ်ဆိုလို့ရှိရင်ပို့ပြီးတော့ဈေးသက်တာပါတယ်ဒါပုံမှန် rate ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့သွားရဲအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့သူတို့က အဲဒီ service apartment လို့ပါလို့မှာဆိုရင်သူတို့ကတစ်ခါတည်း maintenance fee လို့မျိုးပေါ့နော်သူတို့က service fee နေရတာဖြစ်တဲ့ကစားမှုလို့အပုံမှန်အစိုးရဈေးနဲ့မဟုတ်ဘဲနဲ့ဈေးပုံများတတ်တာရှိရပေါ့နော်ရေဖို့မီးဖို့ရမှာပို့ပြီးတော့ဈေးညားရဲအဲတစ်ခါတလေမှာဆိုလို့ရှိရင်ဘယ်လောက်လောက်နှုန်းပွားသွားလဲဆိုတော့ဒီ unit ကို၄ဘက်ကနေပြီးတော့၈ဘက်နှုန်းအောင်ပွားသွားတဲ့ဟာမျိုးရှိရပေါ့နော်အဲ့တော့ဟိုကိုကမီးနေများများတုံးတဲ့သူမျိုး air con နေများများဖွင့်တဲ့သူမျိုးဒါဒီလိုလူမျိုးဆိုလို့ရှိရင်တော့အ apartment တွေမှာတွားပြီးတော့ငှားရတာဒါမှမဟုတ်လို့ရှိရင် government rate မဟုတ်တဲ့ပေါ့နော်နေရာတွေမှာငှားမယ်ဆိုလို့ရှိရင် င်တော့မီတာကတွေပို့ပြီးတော့ဈေးများနိုင်တယ်အဲ့တော့ကိုကအင်းကားမယ်ဆိုလို့ရှိရင်ဒီရေကမီကတွေက government rate နဲ့လားဒါမှမဟုတ် bar rate နဲ့လဲဆိုရဲဟာကိုတစ်ချက်ပြန်ပြီးတော့မှအဲစစ်ဆေးတင်ပါတယ်နောက်ထပ်အရေးကြီးပေါ့နော်သိထားတဲ့အချက်ကဒါတော့ဘာလဲဆိုလို့ရှိရင်အဲ deposit လို့ခေါ်ရင်ဆိုပေးစင်ကိစ္စပေါ့နော်အများဆုံးအားဖြင့်ဆိုလို့ရှိရင်ဒီဘဏ်ကောက်မှာအိမ်ထားရဲ့ဆိုလို့ရှိရင်စီမလာကြည့်ပေးရပြီပေါ့နော် အာဘန်ကောက်မှာရှိရအိမ်များဆိုတော့တလချင်းစီပဲပေးရတာများပါတယ်။အာသူကတစ်နှစ်စာတုံး6လောက်စာတုံးတွေထုတ်ရတယ်ပေါ့နော်ပြီးသွားလို့ရှင်တလချင်းပေးရတယ်။ခုနကလို့ apartment တွေဘက်မှာဆိုတော့3လစာတုံးကလေးနဲ့ထုတ်လို့ရတယ်။အတလချင်းနှားတဲ့အခန်းလေးလည်းရှိတယ်။အဲ့တော့တလချင်းနှားတဲ့အခန်းကတော့သိပ္ပတနာမရှိဘူးနဲ့။ 6လတစ်နှစ်ချုပ်ခိုင်းပြီးတော့လာခြင်းပြရတဲ့အခန်းမျိုးရှိတယ်ပေါ့အဲ့လိုအခန်းမျိုးတွေဆိုလို့ရှိရင်တော့အဲကျွန်တော်ကဘာလုပ်ရလဲဆင်မွေပေါ့နော်ကြိုပေးရတယ်ကိုယ့်ရဲ့အိမ်သားကရင်2လသာဆင်မွေကြိုပေးရတယ်ပြီးတော့ပထမဆုံးလောက်ကြိုပေးရတယ်စာချုပ်ချုပ်တဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ကအဲသူမှားမဲ့တံမူရဲ့3လသာကိုကြိုပေးပြီးတော့မှစာချုပ်ချုပ်ပြီးမှအိမ်မော်တက်နေဝင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာဘာအရေးကြီးလဲဆိုလို့ရှိရင်ကွန်ဒိုရီအများစုမှာဆိုလို့ရှိရင်အဲ့ပြင်ရတဲ့မျိုးရှိတယ်ကမှာပို့ပြီးတော့အခန်းကောင်းတယ်ဆိုလို့ရှိရင်တို့ကအဲကွန်းနေနှလုံး3လုံးနေပါမယ်အ ပြည့်သူတို့ရဲ့ထည့်ထားပေးတယ်ပေါ့နော်အကိုရဥပမာအလုံးဝကို furnish fully furnish ခန်းကြီးနေတယ်ဆိုလို့ရှိရင်သူတို့ထည့်ထားပေးတဲ့ဒီ furniture တွေအတွက်ပြန်ပြီးတော့ maintenance လုပ်ရတယ် fee တွေသူတို့လဲတဲ့နေပြန်လေးရတယ်ဆိုတာမျိုးတွေပေါ့နော်အဒါမျိုးတွေရှိရတဲ့အတွက်ကြောင့်မို့ကျမတို့ကနှစ်ပြည့်သွားတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်နှစ်ပြည့်လို့ငွေငွေပြန်ရတယ်ဆိုတဲ့ဟာမျိုးကျမတို့တိတ်ပြီးတော့မရှိဘူးပေါ့နော်တော့တော့ဘာတတိထားဖို့လိုလဲဆိုလို့ရှိရင် အိမ်ခန်းအရန်ကောင်းနဲ့ကွန်ဒိုတွေကအခန်းအရန်ကောင်းနဲ့ပြီးတော့ကွန်ဒိုတလာချင်းစည်းတွေကလည်းဥမာဘတ်2000ကျွဲဘတ်3000ဘလီ1000စသဖြင့်ပေါ့နော်ကျမတို့ကပေးနိုင်တယ်ပေးနိုင်လို့အိမ်ဟားနေမယ်ဆိုရင်တော့မှကျမတို့ဒီ ံငွေကိုထည့်တွက်ရမှာဖြစ်ပါတယ်။အကျွန်တော်6လပြည့်တစ်နှစ်ပြည့်သွားတဲ့အချိန်မှာစံငွေကဘလောက်ပြန်ရနိုင်လဲဆိုတဲ့ဟာကိုကျွန်တော်တို့မပြောနိုင်ဘူးပေါ့နော်။ဒါဒီ ancient တဦးချင်းတဦးချင်းစီရဲ့အနေထားပေါ်မှာမူတည်ရတဲ့ကြောင့်မို့ကိုအိမ်မားတဲ့အခါမှာဒီစံငွေနဲ့ပတ်သက်ပြီးတော့လည်းပဲအကျွန်တော်တို့ဒီထက်တန်းစလာဖို့လိုတယ်။စံငွေကတော့နှစ်ပြည့်သွားရင်အကုန်ပြန်ရမှာပဲ100%ပြန်ရမှာပဲဆိုတော့အဲအနေထားမျိုးကျွန်တော်တို့တွေးထားလို့မရဘူးပေါ့နော်။ဆိုတော့အိမ်မားတဲ့အခါမှာဒီ check လေးလည်းထည့်ပြီးတတိထားတဲ့မှာ။ အဲ့တော့ခုနကသဘောငွေနဲ့အဆက်ဆက်ပြီးတစ်ဆက်တည်းပြောရမယ်ဆိုလို့ရှင်ဒီအိမ်တွင်းမှာရှိနေတဲ့ပစ္စည်းတွေရဲ့အနေအထားပေါ့တော့ဒီမှာဆိုလို့ရှင်စာချုပ်ချုပ်တဲ့အခါမှာတွေကသူတို့ကတစ်ခါတည်းသူတို့အိမ်ရဲ့အနေအထားပုံနေပါရောထည့်ရိုက်ပြီးတော့ချုပ်လေးရှိရယ်ပေါ့နော်အဲအဲ့လိုအနေအထားမျိုးမှာဆိုရင်တော့အဲကျွန်တော်ဘာကိုသတိထားရမလဲဆိုလို့ရှင်စာချုပ်ထဲမှာပါနေတဲ့ condition နဲ့အပြင်မှာတကယ်တူလားပြီးတော့ကျွန်တော်တို့အနေနဲ့စပြီးတော့အိမ်ကိုပြောင်းလာတဲ့အနေမှာကျွန်တော်တို့ဒီအိမ်ရဲ့ ပုံစံအားလုံးအိမ်ထဲမှာပါဝင်တော့ပစ္စည်းပစ္စည်းတွေအားလုံးကျွန်တော်တို့မှတ်တမ်းတင်ထားဖို့လိုပါတယ်အဲ့ဒါကိုလည်းအင်ရှင်နဲ့တစ်ခါရပို့ထားလိုက်ပါတော့များသောအားဖြင့်ဆိုလို့ရှိရင်ဒီမှာအင်ရှင်ဒီနဲ့ group chat တွေတွေအတူနဲ့စကားပြောလို့ရတဲ့နေရာလေးရှိတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရာတွေမှာကျွန်တော်တို့ကဒါငါပြောင်းလာတဲ့ညီက ပုံစံမှာဆိုတဲ့ဟာလေးကိုတို့တွေနဲ့ကျွန်တော် sharing လုပ်ထားပေးဖို့လိုပါတယ်အဓိကကတော့ပုံဖြစ်စီဗီဒီယိုဖြစ်စီအလုံးမှတ်တမ်းတင်ထားပြီးတော့အင်ရှင်ကိုဒါကိုဆွေးနွေးထားပေးဖို့လိုပါတယ်အိမ်ကားတဲ့အချိန်မှာဒီအချက်ကိုတော်တော်လေးအေးအေးတိတိထားဖို့လိုပါတယ်ဒါပေမဲ့နောက်ဆုံးအချက်ကကြတော့ဒါကျွန်တော်ဒီကာလနောက်ပိုင်းနေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်2024နောက်ပိုင်းမှာပို့ပြီးတော့ဖြစ်လာတဲ့ အညီစည်းကြောင်းအရာပြောင်းလဲလာတဲ့အခြေအနေပေါ့နော်ရထိုင်းနိုင်ငံကိုဝင်ရောက်လာတဲ့နိုင်ငံသားဥယျာဉ်ညာပြလာတာသူတို့ရဲ့ tourism ကန့်သက်ချက်တွေဒါမျိုးလေးတွေအရာပေါ့နော်အာဒီနိုင်ငံထဲမှာရောက်ရှိနေထိုင်နေတဲ့ပြည်ပနိုင်ငံသားတွေဆိုလို့ရှိရင်ဒါ immigration officer တွေကနေဖြစ်စေအာကျတော့ဒီ visa ရှောက်ထားတဲ့နေရာတွေမှာဖြစ်စေတခြားသောပေါ့နော်ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာတောင်းဆိုရဲ့အချက်လက်ကလေးတွေကပို့ပြီးတော့များလာတတ်ပါတယ်အဲ့ဒီခါမှာကျတော့အခုနောက်ပိုင်းဆိုရင်မဖြစ်မနေအရေးကြီးလို့အတား TM30 လို့ခေါ်တဲ့ထိုင်းနိုင်ငံရဲ့ ASEAN တိုင်းရဲ့ကိစ္စပေါ့နော် အဲ့တော့အဲ့ဒီဟာဆိုရင်တချို့သော ancient တွေကတိတ်ပြီးတော့မလုပ်ပေးနိုင်ကြဘူးပေါ့နော်မလုပ်ပေးနိုင်ဘူးဆိုတာကပုံမှန်ဆိုလို့ရှိရင်ဒီအရင်တုန်းကဆိုရင်ထိုင်းနိုင်ငံမှာ VPN သက်တည်ကြလဲအရင်အရေးပါခဲ့တဲ့အရာမျိုးကမဟုတ်ဘူးအဲ့တော့တချို့ ancient တွေက VPN သက်တည်လုပ်ပေးရတယ်ပတ်သက်ပြီးတော့သူတို့တွေကအရင်ရင်းနှီးကျွမ်းဝင်မှုမရှိဘူးအဲ့တော့လူငယ်မဟုတ်ဘူးလူလက်ပိုင်း ancient တွေပိုင်ဆိုင်တဲ့ site ခန်းတွေမှာနေမယ် condo တွေမှာနေမယ်အာပြီးတော့ ancient ကလည်းအရင်ကြီးပြောရဆိုရတာ flexible မဖြစ်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးကိစ္စလေးတွေမှာခက်ခဲလေးကြီး ပို့ပြီးတော့ဖြစ်နိုင်တယ်အဲ့တော့ကိုကအိမ်ဆငားတဲ့ကွာ အပြည့်အိမ်မှာနေတဲ့အခါမှာကိုယ်အတွက် PM 30ရောပါတော့ကိုတို့လုတ်ပေးနိုင်မလားလိုအပ်တဲ့ဆိုင်ရဆိုင်ရနေရှိရဆိုလို့ရှိရင်အထောက်အကူပြုပေးနိုင်မလားဆိုတဲ့အချက်ကလေးနဲ့အာကျွန်တော်မေးဖို့လိုအပ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ဆိုလို့ရှိရင်ဒီမှာလာတဲ့အခါမှာကျွန်တော်တို့နေထိုင်ရာဗီဇာအလိုက်ပေါ့နော်လိုအပ်တဲ့ဆိုင်ရဆိုင်ရလေးတွေရှိရဗီဇာလျှောက်တဲ့အခါမှာဖြစ်စေအာဗီဇာနဲ့တခြားနိုင်ငံကိုသွားတဲ့အခါမှာဖြစ်စေဒါမှမဟုတ်လို့ရှိရင်လည်းဘဏ်လုပ်ငန်းတွေပေါ့နော်အာဒါမျိုးဆောင်ရွက်တဲ့အခါမျိုးတွေမှာဖြစ်စေကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အာဗီဇာမျိုးစားပြီးကျွန်တော်နေထိုင်နေတဲ့အင်ရှင်ရဲ့ထောက်ခံ န်ချက်တွေအရှင်တခြားသောအစာရွက်စာရမ်းတွေပေါ့နော်အဲ့ဒါမျိုးလေးလိုအပ်လာတဲ့မျိုးလေးလည်းရှိတတ်ပါရဲ့အဲ့ဒီခါမျိုးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အရှင်ကကိုယ့်ကိုဒါမျိုးလေးတွေပို့ပြီးတော့အပန့်ပိုးပေးနိုင်ရယ်ဆိုလို့ရှိရင်တော့နေထိုင်ရတာပို့ပြီးတော့အဆင်ပြေရယ်ပေါ့နော်မာဒီလိုဒီလိုစာရွက်စာရမ်းတွေလိုလာနိုင်ရယ်ဆိုလို့ရှိရင်ထောက်ပံ့ပေးနိုင်တာဆိုတဲ့ question ကိုအိမ်မားခင်နေရယ်ဆိုပြီးတော့မိထားရပို့ပြီးအဆင်ပြေပါရယ်အမဟုတ်လို့ရှိရင်အိမ်ကားသွားပြီးတော့မှကျမတို့ကတကယ် document အစစ်တွေကိုတုံးခွင့်မရပဲနဲ့တခြားသော document တွေပေါ့နော်စာရွက်စာရမ်းတွေကိုလိုက်လံအားရန်တုံးဆွဲရရင်အခါမျိုးတွေ ဖြစ်သွားနိုင်ရဲ့အားကြောင့်မလို့အိမ်ထားတဲ့အခါမှာဆိုလို့ရှိရင်ဒီချက်ကလေးကိုလည်းပဲသတိတရားမေးပေးပါအောင် Okay အဲနောက်ဆုံးဒါပေမဲ့အရင်စီးဆုံးလေးဖြစ်ကောင်းဖြစ်လာနိုင်ရင်ပေါ့နော် အမ်သိထားတဲ့အချက်ကကြတော့ကျွန်တော်အိမ်ရဲ့ပတ်ဝန်းကျင်အိမ်ကြီးချင်းတွေပေါ့နော်အဲ့တော့များသောအားဖြင့်ကျွန်တော်ကဘန်ကောက်မှာအိမ်ထားတဲ့အခါမှာအမှန်တမ်းပြောရရင်ချိန်သိမ့်နေရကျွန်တော်ဆိုလို့ရှိရင်လည်းအိမ်တိုင်းအိမ်တိုင်း ဟိုရှာတဲ့အခါမှာအရင်အချိန်မရဘူးပေါ့နော်ဒီကြည့်ပြီးတော့ကျွန်တော်တို့ okay ကြိုက်တယ်ဆိုအဲ့ဒီမှာသွားစရင်ချအဲ့လိုပုံစံမျိုးလုပ်ရမှားရယ်ပေါ့နော်အဲ့ဒီခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကပတ်ဝန်းကျင်အင်ဂျင်နီကိုကျွန်တော်လေ့လာဖို့အတွက်ကို အာနည်းနည်းလေးဟင်းသွားတဲ့ဟာမျိုးရရှိရပဲဒီအိမ်ပတ်ဝန်းကျင်ကိုဘာနဲ့လေ့လာလို့ရမလဲဆိုလို့ရှိရင်တော့ Google ပေါ့နော်ကျမတို့အများသောအဖြစ်ဆိုလို့ရှိရင် Google ကနေပြီးတော့ပဲအာ review လေးတွေကိုတစ်ချက်ကြည့်ရဲအိမ်ပတ်ဝန်းကျင်ကကောင်းတယ်ဆိုရင်ဆိုတာအထက် ပုံနဲ့ใกล้ညီမှုရှိမရှိပေါ့နော်ဥပမာကိုကိုတိုင်းကလည်းတစ်ချက်ကြကြလှုပ်လှုပ်ရှားရှားမြည်တက်တယ်ပတ်ဝန်းကျင်မှာ activity တွေလုပ်ရကြိုက်တယ်ကိုယ့်ရဲ့အိမ်ငန်းထဲမှာလည်းအများနဲ့ဟိုညင်လေးနေနေရတဲ့သူမျိုးမဟုတ်ဘူးဆိုလို့ရှိရင်အဲ့ပတ်ဝန်းကျင်ကဘယ်လိုရှိလဲဆိုရင်ဟာကျမတို့အာနဂိုတွေကဒီ Google တို့ဘာတို့မှ review လေးတစ်ချက်သွားကြည့်ရပို့ပြီး ော့ကောင်းတယ်ပြီးတော့ကြည့်ပြီးသွားပြီဆိုလို့ရှိရင်အိမ်ထားတဲ့အခါမှာအဲတချို့ချက်တွေမကြံအောင်လို့ပို့ပြီးတော့စဉ်းစားနိုင်တော့မယ်လို့ထင်ပါတယ်။ကျွန်မကိုယ်တိုင်လည်းအာဘန်ကောက်ကိုရောက်တဲ့အချိန်မှာအိမ်ထားတဲ့အခါမှာတချို့ချက်ကလေးကိုယ်တိုင်နားမလည်ခဲ့ရတာရှိရဲ့ပေါ့နော်။အဲနားမလည်ခဲ့တဲ့အတွက်ကြောင့်မလို့အဆင်ပြေလို့ပဲဟိုနေလိုက်ရတဲ့ဟာမျိုးတွေရှိရဲ့။အဲနောက်ပိုင်းမှာတော့ဒီလိုမျိုးကိုတွေ့ကြုံနေရတွေ့ကြုံနေရနေပြီးတော့မှမူတည်ပြီးတော့မှပို့ပို့ပြီးတော့ကောင်းပြီးတော့ပို့ပြီးကိုနေရခံရအဆင်ပြေအောင်လို့ကျွန်တော်တို့အိမ်တွေကိုပို့ပြီးတော့ရွေးချယ်တက်လာရဲ့ပေါ့နော်။ ခုမှဘန်ကောက်ကိုရောက်လာပြီးတော့အိမ်သားကိုစဉ်းစားနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အဲတခုခုအကျိုးကျေးဇူးရရှိနိုင်တယ်လို့ညွှန်လဲပါတယ်။ပေါင်းတဲ့နေရာမှာဖြစ်သေးကိုကိုရိုင်းဖြစ်စေဘန်ကောက်ကိုလာဖို့ရှိရဲအိမ်သားဝတ်ရှိရဲဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကို share လုပ်သွားပြီးတော့မှစစ်စစ်မျှဝေထားပေးပါအောင်။ဒါန်စားတော့သွားလာရင်လည်းပတ်သက်ပြီးတော့သိချင်တဲ့မေးခွန်းလေးတွေရှိရဲဆိုလို့ရှိရင်လည်းဒီဗီဒီယိုအောက်မှာ comment လေးလေးပေးခဲ့ပါအောင်။ဒီမှာဒီလောက်ကျွန်တော်တွေ့ကြုံထားတဲ့လောက်တွေရနေပြီးတော့မှပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံ